အားလုံးပဲမင်္ဂလာပါရှင်။ Two Sleepy Head Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အိမ်မအလွယ်တကူကြော်စားလို့ရတဲ့ဒီငနီရူကြောက်ကြော်အဆက်ကလေးကိုကြော်ပြမှာဖြစ်ပါရစေ။ဒီငနီရူချောက်ကြော်ဖို့အတွက်ဒီခေါင်းဖြုတ်ပြီးတန်းစင်ထားတဲ့ငနီရူချောက်၅ချက်သားလောက်ကိုအသုံးပြုထားပါတယ်။ဒီကြံတဲ့ငရုတ်သီးခွဲချမ်းအနှဲငယ် က်သွန်နီအရွယ်တော့6လုံးလောက်နဲ့ကျက်သွန်ဖြူဦးကြီးတလုံးတို့ကိုအသုံးပြုထားပါတယ်အရင်ဆုံးငဏီတို့ကြောက်ကလေးတွေကိုတန့်စင်သွားအောင်လို့ရေလေးနဲ့အဖွားဖွားမြန်မြန်လေးဆေးလိုက်ပါမယ်။တကယ်လို့ရေဆေးတာကြာသွားတယ်ဆိုရင်သူကကျွတ်ဖို့နည်းနည်းခက်ခဲတာကြောင့်ပါ။ပြီးလို့ရှိရင်တော့ဒီစကားလေးထဲမှာစစ်ပြီးတော့ရေချောက်အောင်လို့ခဏလောက်လေးတလက်ခံထားလိုက်ပါမယ်။ ချက်သွန်နီဦးလေးတွေကိုအကျွတ်ကျော်မှဖြစ်တဲ့အတွက် ပါပါလေးအရင်လေးပါမယ်ပြီးလို့ရှိရင်ကျက်သွန်အဖြူလေးကိုလည်းပဲတခါရဲပပလေးတွေလီပါမယ်တကယ်လို့ကို့မှာကျက်သွန်လေးကျော် ready made အစင်သစ်ရှိရဆိုရင်လည်းအသုံးပြုလို့ရပါတယ် ချက်သုံးအဖြူအနီလေးတွေအစင်သေးပြင်ပြီးသွားပြီဆိုရင်ခုနရေဆက်ထားတဲ့ငနီလူကြောင့်ကလေးတွေကိုကြော်ဖို့အတွက်အရသာထည့်ပါမယ်။အရင်ဆုံးကြကြာအနေငယ်ထည့်ပြီးတော့မှုလိုက်ပါမယ်။ပြီးရင်တော့အသားမုံအဲနည်းနည်းလေးထည့်ပြီးတော့ဒီငနီလူကြောင့်ကလေးကိုအရသာဝင်အောင်လုပ်ပါမယ်။ အခုဆိုရင်တော့ပါဝင်ပစ္စည်းအလုံးဂျုံမှုအတွက်ပြင်ဆင်มาတော့မယ်။ CO ရောဟင်းခက်စွန်းနဲ့သုံးစွန်းလောက်များများလေးသုံးထားပါတယ်။အရင်ဆုံးစီပူလာပြီဆိုရင်ကြက်သွန်ဒီလေးထည့်ပြီးတော့ကြုံပါမယ်။ဒီထဲကိုစနုံးမောင်းလက်ဖက်စားစွန်းတစ်ဝက်လောက်ထည့်ပြီးတော့အယောင်လေးလှအောင်ထည့်ကြပါမယ်။ ချက်သွန်နီလေးတွေရေးလာတာနဲ့စီရဲကနေအမြန်ဖဲထုတ်ပြီးတော့အေးခံထားပါမယ်။ကြာကြာချုံရင်သူကခါသွားတတ်တာမို့လို့ပါ။ပြီးရင်တော့စက်သွန်ဖြူလေးကိုဆက်ပြီးတော့ကြောပါမယ်။စက်သွန်ဖြူလေးပဲအယောင်လေးပြောင်းပြီးတော့ဝါလာပြီဆိုလို့ရှိရင်အဲစီစစ်လိုက်ပါမယ်။ ချက်သွန်ဖြူလေးတွေဖယ်ပြီးသွားပြီဆိုရင်ဒီငနီရူလေးကိုဆက်ကြောมาဖြစ်ပါတယ်ဒီငနီရူလေးတွေကဒီစီများများနဲ့ကိုမီးအေးအေးလေးနဲ့ကြော်ရတာဖြစ်ပါတယ်ဖြည်းဖြည်းချင်းနဲ့ကြော်မယ်ဆိုလို့ရှိရင်ငနီရူလေးတွေက ကျွတ်လာမှာဖြစ်ပါတယ်ဒီငနီရူလေးတွေရွှေဝါရောင်တန်းပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်စီစစ်လိုက်ပါမယ် ပြီးရင်တော့ထူးကအဆက်ကြော်မှာဖြစ်တဲ့အတွက်ခုနစီးရဲရနေပြီးတော့ဒီဟင်းခက်စွန်းတဝက်လောက်ကိုယူပြီးတော့ငရုတ်သီးခွဲချမ်းလေးကိုမှုလာအောင်ကြော်ပါမယ်။ဒီအေးအေးလေးနဲ့ကြော်ရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်တော့ခုနကြော်ထားတဲ့ငနီရူကြောက်ကလေးနဲ့ဒီငရုတ်သီးလေးတွေနှံသွားအောင်လို့ခဏလောက်မီးပိတ်ပြီးတော့ရုံးမှွေလိုက်ပါမယ်။ ြီးလို့ရှိရင်တော့ခုနကြော်ထားတဲ့ချက်သွန်အဖြူအနေကြော်တွေနဲ့ဒီငနီရူချောက်ကြော်လေးတွေကို လုံးဝအေးသွားတဲ့အထိအေးခံပါမယ်။ပူနေတုန်းမှာပါဝင်ပစ္စည်းအားလုံးကိုရောလိုက်မယ်ဆိုရင်ချက်သွန်အနီနဲ့ချက်သွန်အဖြူတွေကမကျွတ်ဖဲနဲ့ပျော့သွားမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းအားလုံးအေးသွားပြီဆိုရင်ရောထည့်လိုက်ပါမယ်။ အရာသာအတွက်စားလက်ဖက်စားစွန်းတစ်ဝက်နဲ့တခြားလက်ဖက်စားစွန်းတစ်ဝက်ကိုထည့်ပါမယ်။မြေပဲစံကြောကြိုက်တယ်ဆိုရင်လည်းမြေပဲစံကြောလေးထည့်ပြီးတော့တမအောင်မှုလိုက်ပါမယ်။အပေါ်ငယ်အရာသာအနေတော်ဖြစ်ပြီးဆိုရင် ကျွကျွရွရွလေးနဲ့အရန်ကိုစားလို့ကောင်းတယ် ငဏီလူကြောက်ကြော်အဆက်လေးရပါပြီရှင်။ထမင်းပူလေးနဲ့ပဲတွဲစားစားဒီပဲဟင်းညိုရင်းနဲ့ပဲတွဲစားစားအရန်ဟင်းကောင်းတစ်ခွက်အနေနဲ့အရန်ကိုထမင်းမိန်စီတဲ့ငဏီကျူကြောက်ကြော်လေးပဲဖြစ်ပါတယ်။အမြဲတမ်းကျွတ်ကျွရွရွလေးစားမယ်ဆိုရင်ဒီလေလုံးနဲ့ပူလေးထဲမှာထည့်ပြီးတော့ခွဲသိမ့်ထားတာကပို့ပြီးတော့ကောင်းပါတယ်။ အဆုံးထိချစ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေလည်းတင်ပြီးအောင်ပါမို့ထူးရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်။